ဒေသနာကျမ်းအခန်းကြီး1အငယ်1မှ26တပံငါသည် ကိုယ်စိတ်နှလုံးထဲမှာပြောသည်ကလာပါရှင်လန်းခြင်းအဖြစ်တင့်ကိုငါစုံစမ်းမည် သို့ဖြစ်၍ကာမဂုဏ်၌ပျော်မွေ့လောဟုဆိုရာတွင် ထိုအမှုအရာသည်လည်းအနတ္တဖြစ်လေ၏ရေမောခြင်းကိုတင်သည်အယူဖြစ်၏ဟု၍၎င်းရှင်လန်းခြင်းကိုအဘေကြောင့်ဤသို့ ပြုတ်တည်းဟု၍၎င်းငါဆိုရ၏တပံလူသားတို့သည် မိုးကောင်းကင်အောက်၌တသက်လုံးပြုတ်တဲ့သောအမှုကောင်းကိုသိအံ့သောငါ ညာတရားကိုလိကျက်လျက်နှင့် စပြည့်ရီအလိုသူလိုက်၍မိုက်သောအကျင့်တလေး၌ကျင်လေခြင်းငါငါကြံစီ၏ကြီးကျယ်သောအလုတ်ကိုစီရင်၍အိမ်တို့ကိုစောက်၏စပြည့်ဥယင်တို့ကိုလည်းစိုက်၏ဥယင်အမျိုးမျိုးကို ပြုစု၍ခတ်သိမ်းသောအသီးမျိုးကိုတီးသောအပင်တို့ကိုလည်းစိုက်၏ တစ်ပင်မျိုးနှင့်ပြည့်စုံသောတောကိုရေလောင်းစရာဖို့ရေကန်တို့ကလည်းလှုပ်ဤကျွံယောက်ျားကျွံမိန်းမတို့ကိုသိမ့်อยู่၍ကျွံတပေါက်များလည်းရှိကြဤ ငါအရှင်ယေရုရှလင်မြို့၌ဖြစ်ပူသောသူအပေါင်းတို့ထက်ငါသည်တရိษံအကြီးအငယ်တို့နှင့်အလွန်ရတတ်၏ရွှေငွေကို၎င်း ရှင်ဘုရင်နှင့်ဆိုင်သောဗန္တာ ကြေးရွာတို့၌ခွဲသော အခွန်ကို၎င်းငါစီးပူ၏အညင်သမားယောက်ျားမိန်းမတို့ကို၎င်းလူသားတို့ပျော်မွေ့တတ်သောကျင်လျာမိန်းမမောင်မမိတ်တန်တို့ကို၎င်းငါသိမ့်ယူ၏ ထို့သူငါအရင်ယေရုရှလင်မြို့၌ဖြစ်ပူးသောသူအပေါင်းတို့ထက်ငါသည်တိုးပွား၍ကြီးမြင့်ခြင်းသို့ရောက်၏ငါပညာလည်းတည်လျက်ရှိ၏ငါမျက်စိတက်မှတ်လိုခြင်းသော အရာတစုံတစ်ခုကိုမျှငါမငြင်းငါစိတ်ရွှင်လန်းစရာတစုံတစ်ခုကိုမျှမပေငါကြိုးစားသမျှတို့၌ဝမ်းမြောက်လျက်ရှိ၍ကြိုးစားခြင်းအကျိုးကိုခံရ၏ ထုအခါငါစီရင်ပြုပြင်သည်မြငါစူးစမ်းအားထုတ်သည်မြတို့ကိုငါကြည့်ရှု၍အလုံးစုံတို့သည် အနတ္တအမှု လေးကိုစက်စားသောအမှုဖြစ်ကြ၏နေအောက်မှာကောင်းသော အကျိုးတစ်စုံတစ်ခုမြတ်မရှိတဖန် ငါလှဲ့၍ပညာတရားကို၎င်းလျက်ပေါ်ခြင်းနှင့်မိုက်မဲခြင်းတရားတို့ကို၎င်းဆင်ခြင်၏ရှင်ဘုရင်နောက်မှဖြစ်တော်သူသည်အဘယ်သို့ပြုနိုင်သနည်းပြုဘူးသည်အတိုင်းသာပြုနိုင်၏တို့ရာတွင် အလင်းသည်မှောင်မိုက်ထက်မြတ်တကဲ့သို့ပညာသည်မိုက်မဲခြင်းထက်မြတ်သည်ကိုငါသိမြင်၏ပညာရှိသောသူ၏မျက်စိတို့သည် သူ၏ဥကောင်း၌ရှိ၏မိုက်တော်သူမူကားမှောင်မိုက်၌ကျင်လေတတ်၏ သို့တော်လည်းထိုသူအပေါင်းတို့သည် တခုတည်းသော အမှုနှင့်တွေ့ကြုံတတ်သည်ကိုငါရိပ်မိ၏တို့ဖြစ်၍မိုက်သောသူတွေ့ကြုံတကဲ့သို့ငါသည်တွေ့ကြုံလျင်အဘယ်ကြောင့်သူထက်သာ၍ပညာရှိသည်ဟူ၍၎င်းဤအမှုအရာသည်လည်းအနတ္တဖြစ်သည်ဟူ၍၎င်းငါအောင့်မေ၏ယခုဖြစ်သည်မသောအမှုအရာတို့ကို နောင်ကာလ၌မေ့လျော့လိမ့်မည်ဖြစ်၍ မိုက်တော်သူသည်အစင်မအောင်မေတကဲ့သို့ပညာရှိတော်သူကိုလည်းအစင်မအောင်မေတက်ပညာရှိတော်သူသည် မိုက်တော်သူတည်တကဲ့သို့တည်တတ်ပါသည်တကားထို့ကြောင့်အသက်ရှင်ခြင်းကိုငာငင်းငွေ၏နေအောင်မှာပြုရသောအမှုသည်ငာ၌ခက်ခဲ၏အလုံးစုံတို့သည် အနတ္တအမှုလေးကိုစက်စားသောအမှုဖြစ်ကြ၏ ထိုမှတပါငါသည်နေအောက်မှစူးစားအထုတ်သော အမှုအလုံးစုံတို့ကိုငါညီးငွေရသောအကြောင်းဟူမူကားထိုအမှုကိုငါနောက်မှ ဖြစ်လက်တန့်သော သူအဖို့ငါချန်ထားရမည်ထိုသူသည်ပညာရှိမည်လောမိုက်မီလိုဟုအဘေသူပြောနိုင်သည်နီ ထိုသူဒီငါစူးစားအထုတ်သည်နေအောက်မှာငါပညာကိုထင်ရှားပြလေသည်သောအမှုတို့ကို အစိုးရလိမ့်မည်ထိုအမှုအရာသည်လည်းအနတ္တဖြစ်၏ထိုကြောင့်နေအောက်မှာငါစူးစားအထုတ်သည်တို့၌မျော်လင့်စရာမရှိ စိတ်ပြက်အောင်တဖန်ငါကြံစီ၏အကြောင်းမူကားပညာရှိလျက် တိတ်ပံအတက်နှင့်ပြည့်စုံရက်အမှုအောင်ရက်စူးစမ်းအားထုတ်တော်သူဖြစ်တော်လေမစူးစမ်းအားမထုတ်တော်သူ ဝင်းစရာဖို့ထိုအမှုကိုစွန့်ထားရမည်ထိုအမှုအရာသည်လေအနတ္တအမှု အလွန်ဆိုးသောအမှုဖြစ်၏လူသည် နေအောက်မှစူးစမ်းအားထုတ်တော်အမှုအလွန်စိတ်ဆွဲလန်းသော အမှုအလုံးစုံတို့၌အဘယ်အကျိုးရှိသနည်းသူဤနေ့ရက်အပေါင်းတို့သည်ဝန်းနေခြင်း သူ၏အလုတ်အကင်လေးညှိုးညင်ခြင်းဖြစ်၏ညအခါ၌ပင်သူ၏စိတ်နှလုံးမငြိမ်ရထိုအမှုအရာသည်လည်းအနတ္တဖြစ်၏စားတောက်ခြင်းက၎င်းစူးစားအထုရာ၌စိတ်နှလုံးပျော်မွေ့ခြင်းက၎င်းလူ၌ကောင်းသောအခွင့်မရှိဖျားသခင်၏ကျေးဇူးတော်ကြောင့်သာထိုတို့သောအခွင့်ကိုရနိုင်သည်ဟု ငါသိမြင်၏ဖျားသခင်ဤအခွင့်မရှိဘဲအဘယ်သူစားရသနည်းအဘယ်သူခံစားရသနည်းရှေ့တော်၌ကောင်းသောသူအားဉာဏ်ပညာသိပ္ပံအတတ်နှင့်ဝမ်းမြောက်ခြင်းအခွင့်ကိုပေးတော်မူ၏အပြစ်ရှိသောသူအားပင်မန်းစွာအလုလုရသောအခွင့်ကို၎င်းဖျားသခင်ဤရှေ့တော်၌ကောင်းသောသူအားပေးเสียရဖို့စီးပူးတူထားရသောအခွင့်ကို၎င်းပေးတော်မူ၏ ထိုအမှုအရာသည်လည်းအနတ္တအမှုလေကိုစက်စားသော အမှု ဖြစ်၏အာမင် God bless you